်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညနေမှာတော့မနက်ကိုစားပြူ SB မြို့ကြီးကလပ်တင်ဟာအမျိုးသမီးအာဇတ်ဆမ်ပီယံဒုတိယပွဲစဉ်အဖြစ်ဂျပန်ကလပ်တိုဂျိုဘာရီဘီလီစာအသင်းကိုရင်ဆိုင်ရှင်များတော့မှာဖြစ်ပါတယ်ညနေ3:00နာရီမှာပွဲရှင်ပြန်ကစားမှာဖြစ်ပါတယ်ခင်ဗျအုပ်စုဖွင့်ပွဲစဉ်မှာတော့မြန်မာနိုင်ငံကိုစားပြူ SB မြို့ကြီးကလပ်တင်ဟာတောင်ကိုရီးယားကလပ်ဆူဝမ်ကို၅ဂိုးကိုမရှိနဲ့ဂိုးပြတ်ရှုံးနေထားပါတယ်တချို့သောသူတွေကအဲ့ပွဲစဉ်ပြီးမှအသင်းကိုရောအမျိုးသမီးလက်ရွေးစဉ်ကစားသမားတွေကဝေဖန်ခဲ့ကြတယ် ဟုတ်ကဲ့အသင်းကအားနည်းချက်တွေလိုအပ်ချက်တွေရှိရသော်မှန်ပါတယ်ခင်ဗျဒါပေမဲ့ ISP ရင်ဆိုင်နေရတဲ့ပြိုင်ဘက်အသင်းအားလုံးဟာ ISP တဲ့တဆင့်မြင့်တဲ့အသင်းတွေပြီးတော့လင့်ကျင့်ပြင်ဆင်ဝိုင်းဆိုင်ရာပံ့ပိုးမှုဝိုင်းဆိုင်ရာမှာပြည့်ပြည့်စုံတဲ့ပြိုင်ဘက်တွေဆိုတာကိုမမေ့သင့်ပါဘူးခင်ဗျမြန်မာနိုင်ငံမှာပြောပါနဲ့ကမ္ဘာမှာတော့အမျိုးသမီးဘောလုံးအသင်းတွေအမျိုးသမီးဘောလုံးကလပ်တွေအမျိုးသမီးဘောလုံးသမားတွေအနေနဲ့အဆင့်အတန်းမီတဲ့အကျိုးခံစား권တစ်ခုရဖို့အခုချိန်ထိအသေးအံစူးစမ်းနေရတယ်ဖြစ်ပါတယ် မြန်မာနိုင်ငံမှာဆိုရင်အမျိုးသမီးဘောလုံးမကြီးတွေကခုတစ်ချိန်တစ်ခါတော့ကဆိုရင်ဗျာရေမီတာဆာရွက်လိုက်ဝေပြီးတော့ပေါ့လေဘဝရက်ဒီကိုစူးစမ်းခဲ့ရသူတွေတော့မြင်ခဲ့ရဥပါတယ်2023ခုနှစ်တုန်းက competition ဖလားပြိုင်ပွဲကျင်းပခဲ့တယ်တိုက်ကြီးများဖလားလို့လည်းပြည်သက်တွေခေါ်တယ်ပေါ့နော်အဲ့ဒီမှာတိုက်တီသင်းဝင်ပြိုင်ခွင့်ရခဲ့တယ်တိုက်တီကသူကသမုဒ္ဒရာပိုင်းစုံမှာချန်ပီယံဖြစ်ပြီးတော့ပြိုင်ပွဲဝင်လာတာသူတို့တော့တူကြတဲ့ပြိုင်ပွဲဗျာအခုလိုကမ္ဘာ့ဆင်ပြိုင်ပွဲမျိုးကိုသူတို့ပထမဆုံးအကြိမ်ဝင်ပြိုင်ခွင့်ရရှိတာဖြစ်တယ် အဲ့တော့ဒါဒီဒီအုပ်စုထဲမှာရင်ဆိုင်ရတဲ့ပြိုင်ဘက်တွေကိုကြည့်လိုက်ကမ္ဘာဗလားချန်ပီယံစပိန်ပါတယ်အာဖရိကနိုင်ငံများဗလားချန်ပီယံနိုင်ဂျီးရီးယားပါတယ်ပြီးတော့ကိုပါအမေရိကဗလားချန်ပီယံဥရုဂွေးပါတယ်အဲ့တော့အုပ်စုအုပ်စုဝင်ပွဲစဉ်ကိုသူတို့နိုင်ဂျီးရီးယားနဲ့စပြီးကစားရတယ်နိုင်ဂျီးရီးယားကသူတို့သုံးခုစသွင်းတယ်အဲ့ဒီချိန်မှာဒါဒီဒီကအဲ့ထောင်းကံဘောကနေတဆင့်ခေါင်းတိုက်ပြီးတော့တကိုးပြန်ရှည်လိုက်တယ်အဲ့မှာတိုင်ဒီအသင်းကသုံးခုသွင်းခံတာကတော့အဲ့တကိုးပြန်ရှည်လို့သူတို့ဘာမှမဖြစ်ဘူး အဲ့တကိုးသွင်းနိုင်တာကိုသူတို့အယူမှုအောင်ပွဲခံတာပွဲကြီးစင်မီတက်ကတိုင်ဒီပြိသက်တွေရောနီးပြအဖွဲ့ဝင်တွေရောကိုင်းနေရကစားသမားတွေရောပြီးတော့ရုပ်တံကကြည့်နေတဲ့တိုင်ဒီနိုင်ကပြိသက်တွေပါအယူမှုအောင်ပွဲခံခဲ့ကြတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာအဆင့်ပြိုင်ပွဲကြီးမှာငါတို့ကိုးသွင်းလိုက်နိုင်ပြီငါတို့တဲ့အဆင့်အများကြီးမြင့်တဲ့ပြိုင်ပွဲပကူတကိုးပြန်သွင်းလိုက်နိုင်ပြီဆိုပြီးတော့သူတို့အားရဝန်းတာအောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။အဲ့နောက်မှာနိုင်ဂျီးရီးယားပဲသူတို့ကိုနောက်ထပ်သုံးဖို့ထပ်ပြီးသွင်းတယ် ွဲပြီးမှ6ဂိုးထိုးနေချုံးတယ်ဒုတိယပွဲစပိန်နဲ့ကန်တယ်10ဂိုးဂိုးမရှိနဲ့ချုံးတယ်ဒိုက်ဒီနောက်ပြီးတော့အုပ်စုနောက်ဆုံးပွဲကိုပါအမေရိကဖလားချန်ပီယံဥရုဂွေးနဲ့ကစားရတယ်သူတို့ရှုံးမြန်တယ်10ဂိုးဂိုးမရှိနဲ့ချုံးတယ်ပွဲပြီးတော့တိုက်ဒီတဲ့ကကစားသမားတွေနဲ့တိုက်ဒီနီးပြဘာပြောရဲထင်တော့ကျွန်တော်တို့အကောင်းဆုံးကစားနိုင်ခဲ့တယ်တဲ့ကျွန်တော်တို့ပြိုင်ပွဲဝင်ခင်တော့ကကမ္ဘာဖလားချန်ပီယံစပိန်စီမာအ ਨੇ ဆုံးတော့55ဂိုးနဲ့ဂိုး20လောက်သွင်းခံရမယ်ထင်ထားတာတဲ့ ခုအများကြီးတက်တာတဲ့ကျွန်တော်တို့အများကြီးကောင်းအောင်ကစားနိုင်ခဲ့လို့၁၉ပဲပြင်ခံရတယ်ပြီးတော့ကိုပါအမေရိကဗလာချန်ပီယံဥရုဂွေးတဲ့သူတို့မှာတကယ် high class player တွေ world class player တွေအများကြီးပါတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ရှီကိုပဲပြင်ခံရတယ်ဒါကျွန်တော်တို့ရဲ့စွမ်းစားပဲတဲ့ကျွန်တော်တို့လုပ်ပြနိုင်ခဲ့တယ်နိုင်ဂျီးရီးယားဘက်ကိုကျွန်တော်တို့တကူးသွင်းနိုင်ခဲ့တယ်ဒါကျွန်တော်တို့ရဲ့သမိုင်းမဲဆိုပြီးသူပြောသွားခဲ့တယ်ခင်ဗျဟုတ်ကဲ့အခုလက်ရှိမှာဆိုရင်လေကျွန်တော်တို့ ISB မြို့သမီးကလပ်အသင်းဟာအားနည်းချက်တွေရှိပါတယ်ပြီးတော့ ပြန်ဘက်တွေကကိုတက်အများကြီးအဆင်မြင်ပါတယ်ဒီတော့ ISP အသင်းနဲ့မြန်မာလက်ရွေးစင်အမျိုးမျိုးကစားသမားတွေမှာလိုအပ်ချက်တွေရှိပါလိမ့်မယ်ဒါပေမဲ့သူတို့တက်အဆအဆအရာပါလုံတွေပြန်ဘက်တွေကိုအဲ့လိုတကိုးသွင်းနိုင်တယ်ဒါမှမဟုတ်တူတင်ကိုတင်ကစားနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့အားပေးအောင်လည်းဖြစ်ပါတယ်ကျင်းနေမှာဖြစ်ပါတယ်ဆိုတော့ပြိသက်တွေကိုသတင်းကောင်းပါသုံးသက်တင်ဆက်လိုက်ပါတယ်ခင်ဗျာတ िश ူအားပေးတဲ့ပြိသက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ